နောက်တနေ့မှာတော့လေခွင်းနေမှာတောင်းကျနေတဲ့တော်ဝက်တွေကိုနှိမ်နှင်းဖို့အမဲလိုက်ကြပါရယ်။ဘာဥပါလီကလည်းမင်းသမီးအမိန့်ကြောင့်ကုမာရဗမနောက်ကနေမဖြစ်မနေလိုက်ရပါရယ်။ဘာဥပါလီကကုမာရဗမရဲ့မျှချက်တိုင်းကိုထိအောင်လိုက်လုပ်ပေးပါရယ်။ကုမာရဗမကလည်းသူ့ကိုယ်သူတော်မယုံကြည်နိုင်ဖြစ်နေပေမဲ့အလိုလိုနေရင်းကိုတော်နေလို့မျှောကျွားမျှောကျွားဖြစ်နေပါရယ်။တိုင်းပြည်ရဲ့အတော်ဆုံးလေးတည်တော်ဒေဝစီနာကလည်းကုမာရဗမကိုမနာလိုရဖြစ်သွားရပါရယ်။ဘာဥပါလီကိုလည်းပို့ပြီးမတင်ကားဖြစ်လာလို့လှန်တစ်ချောင်းပေးပြီးနှစ်သိုးတစ်ကောင်နဲ့ရှူတိုက်လိုက်ပါရယ်။ သိရှင်ရကြရင်တော့ပညာတွေထုတ်သုံးလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ဘာဟုဘာလီကနှစ်သိုးဝေတာပဲခံလိုက်ပါတယ်။ဒေဗစီနာလည်းအထင်လွဲမိပြီဆိုပြီးအာနာသွားပါတယ်။ဒေယူနာတွေပို့ပြီးဘာဟုဘာလီကိုကိုယ်တိုင်ပြုစုပေးပါတယ်။ဘာဟုဘာလီရဲ့တရင်တွေကိုဘလာလာဒီဘာကမပြတ်ဆုံးလန်းနေပါတယ်။ဘာဟုဘာလီကမင်းသမီးတစ်ပါးကိုကြိုက်လို့လူပန်းရံဆောင်နေတယ်ဆိုတာကိုလည်းသိသွားပါတယ်။ဘလာလာဒီဘာကလည်းမင်းသမီးရဲ့ပုံကိုမြင်မြင်ချင်းသဘောကျသွားလို့ရှောင်းယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သားဖားနှစ်ယောက်ကမေရိုဆီဘာဂါမီကိုတစ်ဖက်လက်နဲ့ဒေဝစီနာရဲ့ပုံကိုပြလိုက်ပါတယ်။ မဲရောကလည်းထီးနှံငူရောင်ဆွလွတ်နိုင်တဲ့အထိသဘောထားကြည့်တဲ့သူ့သားလေးလိုချင်တဲ့မိမကိုမရရအောင်တောင်းပေးမယ်လို့ခရီးပေးလိုက်ပါတယ်။စေဝါကမိကအဖိုးမဖြတ်နိုင်လောက်အောင်များပြားတဲ့အစဉ်တန်းစာတွေကိုဒေဝစီနာစီပို့ပြီးတောင်းရန်ခံလိုက်ပါတယ်။စေဝါကမိကိုယ်တိုင်ကမောက်မာသလိုသွားတဲ့တန်တမန်ကလည်းအပြောအဆိုမတက်တာကြောင့်မင်းသမီးကိုအယုတ်ဝဲသလိုလာဝဲခိုင်းတဲ့ပုံစံဖြစ်နေပါတယ်။မဟက်မာတီလိုတိုင်းပြည်ကြီးကကွန်တယ်လာလိုတိုင်းပြည်သေးသေးလေးကမင်းသမီးကိုတောင်းရန်တာခုံယူဖို့ကောင်းကြောင်းနဲ့မင်းသမီးအနေနဲ့ဒီလောက်များတဲ့စီးစိမ်တွေကိုမြင်အောင်မြင်မှုမှမဟုတ်ဘူးလို့ပြောပြီးမိမတောင်းပါတယ်။ ဆေဘာကမိထက်မရောတဲ့မာနာနဲ့ဒေဝစီနာကလည်းမင်းသားဆိုတဲ့ကောင်ကကျိုးနေလားကန်းနေလားမသိရပဲလက်မခံနိုင်ကြောင်းကိုသကလုံးလှလှလေးတွေနဲ့ပြန်စာပို့လိုက်ပါတယ်။ကတာပါကတော့ဘေရော်ကြီးလာတောင်းခိုင်းတာဘာဥပါလီအတွက်လို့ထင်နေပါတယ်။ဘာဥပါလီကလည်းဒီကသူ့ကိုချစ်လို့မိုင်းရှ်မာတီကသူ့ကိုညှဉ်းလိုက်တာဆိုပြီးသူ့အတွင်းနဲ့သူချင်းနေနေပါတယ်။ပြန်စာကမေရော်ကြီးဆေဘာကမိစီရောက်တော့မောင်းမှန်လုံးတဲ့တိုင်းပြည်ကိုစစ်ချီဖို့အမိန့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ဘာဟုပါဠိကကွန်တယ်လာရောက်နေတာကိုသိတော့စစ်တပ်ထက်ပိုစွမ်းထက်တဲ့ဘာဟုပါဠိကိုပဲဒေဝစီနာကိုကျုံအဖြစ်ဖန်ခဲ့ဖို့အမိန့်စာပို့လိုက်ပါတယ်။အဲဒီညမှာပဲကွန်တယ်လာကိုအိန်းကြီးချင်းတိုက်ပြီးတစ်ခုကကျူးကျော်တိုက်ခိုက်ပါတယ်။